အမေရိကန်နဲ့ဗင်နီဇွဲလာနိုင်ငံတို့ကြားလက်ရှိဖြစ်ပေါ်နေတဲ့စီးရီးတင်းမာမှုတွေနောက်ွယ်ကနိုင်ငံရေးစီးပွားရေးအကြောင်းရင်းတွေနဲ့ဖြစ်လာနိုင်ခြင်းရှိတဲ့စစ်ပွဲအခြေအနေတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။လက်ရှိကာရီဘီယံပြည်နယ်ထဲမှာအမေရိကန်က27ရာစုအတွင်းအကြီးမားဆုံးစစ်အင်အားဖြန့်ကျက်မှုကိုပြုလုပ်နေပါတယ်။ဒါဟာ1989ခုနှစ်ပနမားနိုင်ငံကိုကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်းအနောက်ကမ္ဘာခြမ်းမှာအကြီးမားဆုံးစုဖွဲ့မှုပဲဖြစ်ပါတယ်။ပါဝင်တဲ့စစ်အင်အားတွေကိုအနည်း ချုပ်ကြည့်မယ်ဆိုရင်ပထမချက်အနေနဲ့ဒုံးကြီးအစင်းရင်ရာနဲ့ချီပြီးပြက်ကတ်နိုင်စွမ်းရှိတဲ့ဖြတ်သင်္ဘောကြီးတွေနဲ့အတူအစွမ်းထက်နျူကလ িয়ার ရင်ငုတ်သင်္ဘောတစ်စီးပါဝင်ပါတယ်ဒုတိယချက်ကတော့လေရင်တင်သင်္ဘောလိုမျိုးအသုံးပြုနိုင်တဲ့ဂုံးရင်နှစ်သွဲတိုက်ခတ်ရင်စစ်ရင်ကြီးပဲဖြစ်ပါတယ် ဒီတင်မောပေါ်မှာတိုက်လင်းရင်ရဟတ်ရင်အမျိုးမျိုးအပြင် အထူးလေ့ကျင့်ထားတဲ့ marine တက်တာ2500ကျော်ကိုတည်ဆောင်ထားပါတယ်။နောက်ဆုံးအချက်ကတော့လေကြောင်းပစ်ကူပေးဖို့အတွက် F35 တိုက်လင်းရင်ဆဲစည်းကိုလည်း Puerto Rico ဒေသမှာအသင့်အနှင်ထားပြင်ဆင်ထားပြီးဖြစ်ပါတယ်။ Trump အစိုးရလက်ထက်မူဝါဒအရကတော့ဒါဟာမူရစ်စေဝါတိုက်ဖြတ်ရေးစစ်ဆင်ရေးလို့ဆိုပါတယ်။ Venezuela ကနေ American ကိုဝင်ရောက်လာမဲ့မူရစ်စေလမ်းကြောင်းတွေကိုပိတ်ဆို့ဖို့ပါ။သို့တော်စစ်တင်မောကြီးတွေ nuclear ရင်ငုတ် သင်းမောတွေသုံးတာဟာမူရစေတဲ့လင်ငယ်လေးတွေကိုဖမ်းမှုအတွက်ဆိုရင်လိုရာထက်တော်ပုံလို့နေပါတယ်။ဒါကြောင့်အဓိကရွယ်ချက်ကဗင်နီဇွဲလားသမ္မတနီကိုလတ်မာဒူရိုကိုဖြုတ်ချဖို့ဖြစ်တယ်လို့သုံးသပ်ကြပါတယ်။အမေရိကန်ဟာမာဒူရိုရဲ့ခေါင်းကိုဖမ်းဆီးပေးနိုင်ရင်စုချင်းငွေဒေါ်လာ25တန်းကနေ90တန်းအထိတိုးမြင့်သတ်မှတ်ခဲ့ပါတယ်။ဒါဟာအိုစမာဘီလာတင်နဲ့ဆာဒန်ဟူစိန်တို့ကို ပေးခဲ့တဲ့စုချင်းထက်တော်များနေပါတယ်။မာဒူရိုနဲ့သူ့အစိုးရအဖွဲ့ဝင်တွေကို Cutter of the Sun လို့ခေါ်တဲ့မူရစ်စေကိုင်းကိုဥဆောင်နေသူတွေ မူရအကြမ်းဖက်သမားရဲ့အဖြစ်သတ်မှတ်ထားပါတယ်စက်တင်ဘာလ2ရက်နေ့မှာဗနီဇွဲလာကနေထွက်လာတဲ့လူ12ဦးပါလေတစည်းကိုနိုင်ငံတကာရေပိုင်းနဲ့ထဲမှာ American MQ-9 Reaper drone နဲ့ပစ်ခတ်ခဲ့လို့12ဦးလုံးအသက်ပျောက်ဆုံးခဲ့ပါတယ် American ကဒါဟာ Trender Rogue ဆိုတဲ့ဂိုင်းဝင်းတွေလို့ပြောပေမဲ့ဒါဟာစစ်ရေးအရာအချိန်မြင့်လာတဲ့လက္ခဏာပါပဲတမနာမာဒူရိုကလည်းစစ်တပ်ကိုအသင့်ပြင်ခိုင်းထားပြီးကိုလံဘီယာနယ်စပ်မှာတပ်သား1500ချထားပါတယ် ယ်ဗနီဆွဲလာ F16 လေယာဉ်တွေကလည်း American စစ်သင်္ဘောတွေအနီးပြန်တန်းပြပြီးအင်အားပြခဲ့ပါတယ်ဗနီဆွဲလာဟာကမ္ဘာပေါ်မှာရေနံတိုက်အကြီးမားဆုံးပိုင်ဆိုင်ထားပေမဲ့စီမံခန့်ခွဲမှုအလဲတွေအကျင့်ပြချဆမှုတွေကြောင့်တိုင်းပြည်မွေးပြကြခဲ့ရပါတယ် ဟူဂိုချာဖက်လက်ထက်ကဆလို့ရေနံလုပ်ငန်းတွေကိုနိုင်ငံပိုင်သိမ်းခဲ့ပြီးကျွမ်းကျင်ပညာရှင်တွေကိုထုတ်ပယ်ခဲ့တာကြောင့်ထုတ်လုပ်မှုကျဆင်းခဲ့ပါတယ်။2014ခုနှစ်ရေနံစင်းကျဆင်းချိန်မှာတော့တိုင်းပြည်စည်းပွားရေးလုံးဝပြိုလဲပြီးငွေကြေးဖောင်းပွားမှုနှုန်းသသိန်း3000ရာခိုင်နှုန်းအထိဖြစ်ခဲ့ပါတယ်။လူဦးရေ၈တန်းနီးပါးတိုင်းပြည်လူဦးရေရဲ့၄ပုံတပုံခန့်ကပြည်ပကိုထွက်ပြေးခဲ့ရပါတယ်။2018နဲ့2024ရေကောက်ပွဲတွေမှာမာဒူရိုကမဲလှည့်ပြီးအနိုင်ယူခဲ့တယ်လို့စွပ်စွဲခံခဲ့ရပါတယ်။ 2024ရွေးကောက်ပွဲမှာအတိုက်အခံ Amando Gonzalez ကအနိုင်ရတယ်လို့အနောက်နိုင်ငံတွေကအသိပြုထားပါတယ်။ American ရဲ့ပိတ်ဆို့မှုတွေကြောင့် Venezuela ဟာတရုတ်၊ Russia, Iran စတဲ့ဒီသုံးနိုင်ငံနဲ့ပိုပြီးနှိကက်သွားပါတယ်။ ရုရှားနဲ့အီရန်စီကနေလက်နက်တွေဒရုန်းနည်းပညာတွေရယူထားပါတယ်။ရုရှားကနျူကလ িয়ার ထိပ်ဖူးတက်နိုင်တဲ့ဒုံးကျည်တွေကိုဗင်နီဇွဲလားမှာတက်ဆင်မှုစဉ်းစားနေတယ်ဆိုတဲ့ကောလာဟာလာတွေလည်းရှိပါတယ်။မာဒူရိုကအိမ်ကြီးချင်းဂိုင်ယာနာနိုင်ငံရဲ့ရေနံကျွဲဝတဲ့အက်ဆစ်ခွေဘိုဒေတာကိုတင်ပိုက်ဖို့ချိန်ချောက်ခဲ့တာကလည်းအမေရိကန်ကိုစစ်ရေးအရာဝင်ပါဖို့တွန်းအားတစ်ခုဖြစ်စေခဲ့ပါတယ်။အပြင်းဝကျူးကျော်စတော့မဖြစ်နိုင်ပါဘူး။1989ခုနှစ်ပနမကိုဝင်တိုက်သလိုအပြင်းအဝဝင် ်သိမ်းဖို့ဆိုတာက အမေရိကန်အတွက်တော့ခက်ခဲပါလိမ့်မယ်။ဗနီဇွဲလားစစ်တပ်ကပူချီမာပြီးရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်တွေလည်းရှိနေလို့ပါ။ Trump အနေနဲ့မြေပြင်တပ်တွေတုံးမဲ့အစားလေကြောင်းကနေဒုံးကျည်တွေလေရင်တွေနဲ့မာဒူရိုရဲ့အဓိကနေရာတွေစစ်ဘက်ဆိုင်ရာအဆောက်အအုံတွေရင်းနှံချက်ဆက်ယုံတွေကိုတိကျစွာဖျက်ဆီးတဲ့နီလန်းကိုတုံးလာနိုင်ပါတယ်။ဒီလိုတိုက်ခိုက်ခြင်းအပြင်ဗနီဇွဲလားစစ်တပ်အတွင်ပုံခတ်မှုဖြစ်လာပြီးမာဒူရိုကိုကိုယ်လိုအချင်းချင်းပြန်ဖြုတ်ချလာနိုင်အောင်ဖိအားပေးတဲ့မဟာဗျူဟာဖြစ်လာ ာနိုင်ပါတယ်။လက်ရှိအချိန်နဲ့ဟာရန်ဦးကြီးတစ်ခုလိုဖြစ်နေပြီးအမေရိကန်စစ်တင်မော့ကဗင်နီဇွဲလားငါးဖမ်းလေကိုဝင်စည်းရမျိုးထိဖြစ်လာနေပါပြီ။မာဒူရိုကို ဖြုတ်ချခြင်းပေမဲ့အဲ့ဒီနောက်ဆက်တွဲဖြစ်လာမယ်။ဖီယိုဖွေရဲ့အချိန်နဲ့လေဗီယာအီရက်တို့ကိုလည်းထက်သွင်းစဉ်းစားစရာဖြစ်နေကြောင်းသုံးသပ်တင်ပြလိုက်ပါတယ်ရှင်။အဆုံးထိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်ကျမတို့ရဲ့ NKB Entertainment YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးဖို့တောင်းဆိုပါရစေရှင်